ပေးတဲ့နားလုံးပဲမင်္ဂလာပါခင်ဗျာ Sport Edulica ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်အခုတင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာတော့ Arsenal ကိုဒီပြအဖြစ်ပြန်လာနိုင်တဲ့ Fabregas Easy ကိုခေါ်ခဲ့လို့ Arteta ဖျားသခင်ကိုကျေးဇူးတင်ခဲ့လိမ့်မယ်လို့ပြောခဲ့တဲ့ Ferdinand နိုင်ငံအသင်းတစ်သင်းနဲ့ကစားကွင်းပိတ်ပင်ခံရတဲ့စပိန်အသင်းစတဲ့သတင်းများပဲဖြစ်ပါတယ်စပိန်အသင်းကတမိုင်းအကြောင်းအရနိုင်ငံရေးတင်မမှုတွေရှိတဲ့အတွက် UEFA ဖွဲ့ဝင်နိုင်ငံတကာနိုင်ငံနဲ့ကစားကွင်းပိတ်ပင်ခံခဲ့ရပါတယ်ပြီးခဲ့တဲ့ဆယ်စုနှစ်နှစ်ခုအတွင်းစပိန်အသင်းကနိုင်ငံတကာပြိုင်ပွဲတွေမှာအအောင်မြင်ဆုံးအသင်းဖြစ်ခဲ့ပြီး ယူရိုဖလားသုံးနေနဲ့2030ကမ္ဘာဖလားချန်ပီယံဖြစ်ခဲ့တာဖြစ်ပါတယ်။စပိန်နိုင်ငံကဘောလုံးလောကရဲ့အရေးအချင်းရှိဆုံးကစားသမားတွေကိုလည်းမွေးထုတ်နိုင်ခဲ့ပြီးခေတ္တမှာအန်နီစတာ၊ဇာဗီ၊ဘူစကတ်တို့နဲ့လက်ရှိလမင်းယာမယ်တို့လိုကစားသမားတွေပိုင်ဆိုင်ခဲ့တဲ့အပြင်အရင်ကလည်းကမ္ဘာကျော်ကစားသမားအများအပြားပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။အီတလီ၊ဂျာမနီ၊အင်္ဂလန်၊နယ်သာလန်တို့က2008နောက်ပိုင်းကတည်းကစပိန်တင်းနဲ့ဘောလုံးပွဲတွေမှာရင်ဆိုင်ရတဲ့အချိန်တိုင်းရှုံးနေခဲ့ပြီးတခြားအသင်းတွေကလည်းခြေစမ်းပွဲနဲ့ဝင်ဝင်ပွဲတွေမှာစပိန်ကိုခံစစ်ပိတ်ကစားခဲ့ကြတာဖြစ်ပါတယ်။ စပိန်နိုင်ငံဒီတစ်ပတ်မှာကမ္ဘာပလားခြေစပွဲဖြစ်ဗယ်လာဒိုလစ်မှာဗိုဂေရီးယားနဲ့ကစားသွားမှာဖြစ်ပေမဲ့၂၀၁၃ခုနှစ်မှာ UEFA အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့တဲ့နိုင်ငံတစ်နိုင်ငံကတော့စပိန်နဲ့ပြိုင်ပွဲမှာရောခြေစမ်းပွဲမှာပါဆုံတွေ့ခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။အဲဒီတင်းက FIFA ရဲ့ကမ္ဘာစင်ရက်တီမှုမှာအဆင့်200မှာရှိတဲ့ဂျေဘရတာအသင်းဖြစ်ပြီးစပိန်နိုင်ငံရဲ့နယ်စပ် Iberian ကျွန်းဆွယ်တောင်ပစွန်းမှာတည်ရှိတဲ့ဖီလိုင်းရဲ့ပြည်ပပိုင်းတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဂျီဘရတာရဲ့အထုတ်ချာအာနာပိုင်ဆိုင်မှုကနေပေါင်းများစွာအငင်းခုန်ဖြစ်စရာဖြစ်ခဲ့ပြီးစပိန်ကလည်းဗြိတိန်ရဲ့ဆက်လက်ပြီးတရားမှုကျူးကျော်တင်ပိုင်နေမှုကနိုင်ငံတကာဥပဒေနဲ့ဆန့်ကျင်နေတာကြောင့်အက်စတပတ်တွေရဲ့ကျူးကျော်တင်ပိုင်မှုကတရားမဝင်ကြောင်းနဲ့သူ့ရဲ့နေမျိုးကိုချွင်းချက်မရှိပြန်ပေးဖို့ပြောဆိုခဲ့တာဖြစ်ပါတယ်။စပိန်နဲ့ဂျီဘရတာတို့ကြားနေမျိုးငင်းပွားမှုကြောင့်ဒီနှစ်နိုင်ငံကလက်ရှိဗန်မော်ရီမှာအချင်းချင်းတွေ့ဆုံရှင်းပြန်ခွင့်ကို UEFA ကပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်။ UEFA ရဲ့မဲခွဲမှုလုပ်ငန်းစဉ်ရအတူတူကြောက်ရွံ့ခွင့်ပိတ်ပင်ခံရရတဲ့၄ပွဲမှာ စပိန်နဲ့ဂျီပရတာတို့ကယူကရိန်းနဲ့ဗဲလာရုစ်ကိုဆိုဗိုနဲ့ဘော့စတီးယားကိုဆိုဗိုနဲ့ဆာဗီယာတို့နဲ့အတူပါဝင်နေတာဖြစ်ပါတယ်ဒီကြောင်းရာကယူရို2024ဘောလုံးပွဲပြီးစပိန်ကွင်းလည်းလို့ရော်ဒရီနဲ့ဒိုက်ဆင်မှုမိုရာတာတို့ကဂျီပရတာဟာစပိန်လိုကြွေးကြော်ခဲ့ပြီးနောက်ပို့ပြီးတော့လူပြောများတဲ့အကြောင်းအရာဖြစ်လာခဲ့တာဖြစ်ပါတယ်မန်ချက်စတာယူနိုက်တက်ကနေရီယိုဖိုင်နယ်ကအာဆနယ်တင်ကပေါင်69.5တန်းတန်ကျယ်ပွင့်ကိုခိုးယူခဲ့တဲ့အတွက်အာတတာနေနဲ့ဖျားသခင်ကိုကျေးဇူးတင်ခံမိလိုက်မယ်လို့ပြောဆိုခဲ့ပြီးဇူဘလာမျော်လင့်ချက်နဲ့ပတ်သက်ပြီးသတိပေးပြောဆိုခဲ့ပါတယ် အာဆနီယာပြီးခဲ့တဲ့စနေနေ့မှာဝက်ဆန်ကိုငကူကူမရှိနဲ့အနိုင်ရခဲ့တာကြောင့်အော်တိုဘားနိုင်ငံကပွဲနာရက်ကိုအမပေးစရာထိတ်ဆုံးအတင်းဖြစ်နဲ့ဖြတ်တန်းဝင်ရခဲ့တာဖြစ်ပါတယ်။ကနာရီကပရီးမီးယားလိမှာအထင်ကြီးစရာခန်းစစ်မှတ်တမ်းကိုပိုင်ဆိုင်ထားပြီးမန်စီးတီးတင်းနဲ့တာအာဆနယ်ထက်ပုံမကောင်းမွန်တဲ့ခန်းစစ်မှတ်တမ်းကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ကနာရီကချန်ပီယံလိနဲ့ကာရာဘောဖလားပြိုင်ပွဲတွေမှာလည်းပြီးပြည့်စုံတဲ့စတင်မှုပြုလုပ်ထားနိုင်ခဲ့ပြီးအဓိကကစားသမားအများအပြားဒဏ်ရာရနေချိန်မှာတော့အခုလိုမျိုးစွမ်းဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ အတိသားဆုံးအနေနဲ့အတင်းကားသောမာရီအော်ဒီကွာကနောက်ဆုံးပသားခဲ့တဲ့၃ပွဲစလုံးမှာပထမပိုင်းမှာပဲလူသားလေးခံခဲ့ရပြီးဝါဆန်တဲ့ပွဲကဒူတန်ယာကလည်းပြင်းထန်တဲ့ဒဏ်ရာဖြစ်မဲ့ပုံပေါ်ပါရီအော်ဒီကွာမပါဝင်နိုင်မှုကအရင်တော့ကကန်နာတွေအတွက်ပြဿနာကြီးဖြစ်စေခဲ့ပေမဲ့လေအတိသားကဒီနေရာဒီမှာလူစင်းကိုကြီးမားတဲ့ရင်းနှီးမြှောက်နယ်မှုတွေလှုပ်ထားတာကြောင့်အတင်းကအတင်းကားဆုံးမပါဝင်နိုင်ချိန်မှာတော့ကောင်းကောင်းဆွမ်းဆောင်နိုင်နေတာဖြစ်ပါရီဖရိုင်နန်ကအာစနယ်လူစင်းအရေးသွေးကိုချီးကျူးခဲ့ပြီးကြီးမားတဲ့ငွေကြီးနဲ့ခေါ်ယူခဲ့ရတဲ့ကစားမတအုပ်ကိုအတိုးတက်လဲချီးမွမ်းခဲ့ပါရီ အရင်ကနေပြခုံမှာထိုင်နေနဲ့ဘုရားကျေးဇူးနဲ့ငါတို့တွေအီစီကိုရအောင်ခေါ်နိုင်ကြတယ်။ဘုရားသခင်ကျေးဇူးနဲ့ဘုတ်ဘွဲကငါ့ကိုထောက်ခံပေးခဲ့ပြီးအီစီလိုအတင်အစားထိုးနိုင်တဲ့သူကိုရခဲ့တယ်လို့ပြောနေပါလိမ့်မယ်။ဘာလို့လဲဆိုတော့သူကအဲ့ဒီနေရာမှာ nonary ဒါမှမဟုတ် down man ကိုထည့်မဲ့သူမျိုးလို့ကျွန်တော်မထင်လို့ပါ။သူအနေနဲ့ Oregon နဲ့ AC တို့ကိုအချိန်တော်တော်များများမှာအတူတူသုံးနိုင်တယ်လို့ထင်ပေမဲ့အရာကသူရှိခြင်းနဲ့ကြီးမားတဲ့ပြဿနာဖြစ်ပါလိမ့်မယ်။ ဘီတာရော့ဂရက်စ်နဲ့မာတင်ဆူပီမန်နီတို့လိုကစားသမားတွေကလည်းနွေရာသီမှာအမ်မရိတ်စ်ကိုရောက်လာတာကြောင့်တချို့ကဂန်နာတွေကပရီးမီးယားလိဘလားရဖို့ရေပန်းအစားဆုံးလို့ယုံကြည်နေပြီးဖိုင်နယ်ကအာစနယ်အသင်းအနေနဲ့ဒီရာသီမှာဖလားမရယူနိုင်ရင်ဘေးစရာအဆင်ပြေမရှိတော့ဘူးလို့တတိပေးခဲ့ပါတယ်။အာစနယ်အသင်းကအခုချိန်လှိမှာလူစည်ရင်အရေးအတွက်အကောင်းဆုံးဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။နေရာအလုံးမှာအရန်တဲ့အစားထိုးနိုင်တဲ့ကစားသမားကောင်းတွေရှိနေတယ်။လူစည်တွေကလူအလုံးကြန့်ခိုင်မှုပြေဝနေတဲ့ခါကျရင်ရင်ဆိုင်ကစားဖို့အတွက်ကြောက်ရွံ့ရမယ်အသင်းဖြစ်လိမ့်မယ်လို့ထင်နေတယ်။ တို့မှာခမားကိုမတူညီတဲ့နေရာတွေကနေနာကျင်အောင်လုပ်နိုင်တဲ့အရန်ကောင်းတဲ့ကစားသမားတွေရှိတယ်။အာဆနယ်ပြိတက်ပြရတာကကောင်းမွန်တဲ့အချိန်ဖြစ်ပါလိမ့်မယ်။တို့တွေဒီတစ်ချိန်မှာတော့ဆူဖလားဆောင်းဆိုင်ရမှုကိုအဆုံးသတ်တင်ပါပြီ။တို့တွေဒီဟာဒီကိုအကောင်းဆုံးလူစင်းနဲ့ရှင်းပြနေတာတော့မှဖလားမရပဲနေလို့တော့မရနိုင်တော့ပါဘူးလို့ပြောဆိုခဲ့ပါတယ်။အာဆနယ်ကနေဝင်ကွင်းလေကစားသမားဖာဗရီကတ်စ်ကလက်ရှိမှာဆေးရီကလပ်ကိုမုံအသင်းကိုနှီးပြနေပြီမယ်လေ။အာဒီတာသာအမရိတ်စ်ကိုဆုံးခွာခဲ့ရင်နှီးပြတဲ့ဖြစ်လာနိုင်တယ်လို့မန်ဒီယေတာကထစ်ချိုပေးခဲ့ပါတယ်။ လာမာစီယာအကယ်ဒမီထွက် Fabregas က2003ခုနှစ်မှာအာဆနယ်ကိုပြောင်းရွှေ့လာခဲ့ပြီးအာဆင်ဝင်းကလည်းအောက်မှာကမ္ဘာအကောင်းဆုံးကွင်းလည်ကစားသမားတွေကတအူးဖြစ်လာခဲ့သူဖြစ်ပါတယ်။အာဆနယ်ကို2017ခုနှစ်မှာမစွန့်ခွာခင် AFL Vla နဲ့ Community တိုင်းတို့ကိုစုကူးနိုင်ခဲ့ပြီး Barcelona, Chelsea, Monaco, Como အသင်းတို့ကိုပြောင်းရွှေ့ကစားခဲ့တာဖြစ်ပါတယ်။စပိန်ကွင်းလည်ကစားသမားဟောင်း Mandiera က Fabregas နေနဲ့ Arteta ထွက်ခွာခဲ့ရင်အာဆနယ်နီးပြဖြစ်လာနိုင်ခြေရှိပေမဲ့ Chelsea နီးပြရာထူးလက်လက်ခဲ့မယ်ဆိုရင်လည်းကင်တွယ်ခြင်းနဲ့ဆန္ဒရှိလိမ့်မယ်လို့ယုံကြည်နေတာဖြစ်ပါတယ်။ ပြောဆိုမှုတွေချိုးရှိခဲ့မယ်ဆိုတာကျွန်တော်သိကြတယ်။ဒါပေမဲ့သူကိုမှမပြောရှင်နေပါလေ။သူပြောနေတယ်ဆိုတာကျွန်တော်သိတယ်။ဘာလို့လဲဆိုတော့စီမံကိန်းကအဓိကတော့ချက်ဖြစ်နေလို့ပါ။သူကဘသူကိုခေါ်မယ်၊ဘသူကဘယ်သွားမယ်ဆိုတော့ကိုဆုံးဖြတ်နိုင်တဲ့သူတယောက်ဖြစ်နေပြီးအသိဉာဏ်ထုံးနှံစင်လာနဲ့ပတ်ဝန်းကျင်ကောင်းတစ်ခုကိုယူဆောင်ပေးနေတဲ့သူတယောက်ပါ။ပရီးမီယာလိဂ်ကလပ်တွေကသူ့ကိုချဉ်ကပ်ကြမယ်ဆိုတာကျွန်တော်သိကြတယ်။အသိအောင်းတွေကသူ့ကိုချဉ်ကပ်ကြမှာဖြစ်ပြီးအနာဂတ်အချိန်တစ်ခုမှာသူ့ကိုပရီးမီယာလိဂ်နေပြဖြစ်ကျွန်တော်တို့မြင်ရနိုင်ပါလေ။အဲသူနဲ့အာဆင်နယ်ကတင့်ဒေါ်လာလား၊ချက်စီကတင့်ဒေါ်လာလားဆိုရင်နှစ်သင်းစလုံးဖြစ်ပါလိမ့်မယ်။ အဲသူကညရင်ထက်မြက်တင်းတလောက်ထက်မြက်တယ်လို့ကျွန်တော်ထင်တယ်။အဲဘာလို့လဲဆိုတော့ကိုမမသူပုံစံတစ်ခုနဲ့စတင်ကစားခဲ့ပြီးတော့အဲသူလေးလေးမြန်မြန်ပဲပြောင်းလိုက်ခဲ့လို့ပါ။အဲသူတို့တွေပွဲစဉ်အတွဲမှာကစားခွက်ကိုလည်းပြောင်းလိုက်ခဲ့တယ်။သူကအယမ်းညံကောင်းတာတိတာတယ်လို့ထင်ပါတယ်။သူကအယမ်းညံကောင်းတဲ့ကစားသမားဖြစ်ခဲ့ပြီးအယမ်းညံကောင်းတဲ့နေပြလေးဖြစ်ပါတယ်။သူမှာဘာပဲရှိရှိအသားကြောင်သူလုပ်လိမ့်မယ်။အဲသူချက်စီကိုသွားပြီးကစားသမားအယောက်90ရှိရင်သူကစားသမားတွေကိုရွေးချယ်ပြီးသူကစားကျင်တဲ့ကစားခွက်ကိုရွေးချယ်နိုင်ပါပါ။အ အာဆင်နယ်ကိုသွားရင်လည်းသူရွေးချယ်ခြင်းနဲ့ကစားသမားတွေကိုရွေးချယ်နိုင်မှာပါအခုချိန်မှာအကဲဖြတ်ရတဲ့လောက်တော့အာဆင်နယ်ကသူကစားခြင်းနဲ့ပုံစံမျိုးပို့ပြီးပေါက်ပါတယ်လို့ပြောကြခဲ့ပါတယ်ဘန်ဂျမင်ရှက်ကိုရဲ့အေဂျင်စီကစနေနေ့ကဆန်နာလန်နဲ့ကစားခဲ့တဲ့ပွဲကိုတက်ရောက်ကြည့်ရှုခဲ့တဲ့ပရိသတ်တွေကိုရှာဖွေနေတယ်လို့သိရပါတယ်ဘန်ဂျမင်ရှက်ကိုအတွက်တော့မမေ့နိုင်ပြန်ညနေခင်းဖြစ်ခဲ့ပြီးဆန်နာလန်ကိုနှစ်ဂိုးကိုမရှိနဲ့အနိုင်ရခဲ့တဲ့ပွဲမှာပထမဆုံးချိန်အော်ထရာဖို့မှာဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ် အဲ့ဒီအတွက်အသက်နှစ်ဆနှစ်နှစ်ရွယ်တိုက်ဆင်မှုကဂိုးသွင်းနိုင်ခဲ့ပြီးနောက်ပရိသတ်တွေရှိမှခုံပြန်ပြီးအောင်ပွဲခံခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတော့ရှက်ကိုကသူ့ရဲ့ Ultra Book ကပရမအဆုံးကိုကိုစိတ်အားထက်သန်စွာအတူတူအောင်ပွဲခံခဲ့တဲ့ပရိသတ်ကိုရှာဖွေနေတာဖြစ်ပြီးစလိုဗေးနီးယားတိုက်ဆင်မှုရဲ့အေဂျင်စီကဓာတ်ပုံနဲ့အတူရှက်ကိုရဲ့ Ultra Book ကပရမအဆုံးကိုမှစိတ်အားထက်သန်စွာအောင်ပွဲခံခဲ့တဲ့လူကြီးလူကောင်းကို surprise လုပ်ချင်တာကြောင့်လူမှုကွန်ရက်ပေါ်ကပရိသတ်တွေအနေနဲ့ဝိုင်းရှာပေးကြဖို့တောင်းဆိုတဲ့စာကိုရေးသားခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ကနွေကိုသမားကြီးပီတာရှိမိုက်ကချဲစီတင်းအနေနဲ့ဂိုးပေါက်မှာရောဘတ်ဆန်ချက်နဲ့အတူပရီးမီးယားလိဖလားကိုရရှိနိုင်တယ်လို့ပြောကြားခဲ့ပါတယ်။အတန်းတစားခုနှစ်နှစ်ရွယ်ကိုသမားကလွန်ခဲ့တဲ့နှစ်နှစ်ကဘရိုက်တန်ကနေပေါင်25တန်းနဲ့ပြောင်းရွှေ့လာပြီးနောက်ပိုင်းအမားရီကျူလွန်ခဲ့တာကြောင့်ပြစ်တင်ဝေဖန်မှုတွေခံခဲ့ရတာဖြစ်ပါတယ်။ဂျေမီကာရီကာကလည်းဒီနေရာဒီမှာချဲစီတင်းကဂိုးပေါက်နေရာကိုအဆင်မြင့်နေမှုမပြုလုပ်နိုင်ခဲ့တဲ့အတွက်ဝေဖန်ခဲ့ပြီးမန်စီးတီးကိုပြောင်းရွှေ့ခဲ့တဲ့ဒေါ်နာရမ်မာကိုခေါ်ယူခဲ့တဲ့လို့ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လေရှမိုက်ကေကကာရီကာရဲ့ပြောဆိုမှုကိုသဘောမတူခဲ့ပေချဲသီသေးနေနဲ့2019နောက်ပိုင်းပရီးမီးယားလိဖလာပြန်လဲရယူနိုင်ဖို့အတွက်ခန်းစစ်ကိုစူးပွဲမှုပိုအားကောင်းအောင်လုပ်တင်လာတာဖြစ်တယ်လို့ယုံကြည်နေပါတယ်။အဲ့ဒါကကျွန်တော်တို့ရောဘတ်ဆန်ချန်နဲ့ပတ်သက်ပြီးလက်ခံရဖို့ချက်ပါ။ခမရကဒီလိုအတင်းအကျပ်ကစားပေးရတဲ့အခါမှာဖီးယားကအယမ်းမြင်ပါပါတယ်။ခမရလုံးတမရတင်းနေတဲ့အရာတိုင်းကိုမျက်စိထောက်ထောက်ကြည့်တာခံရမှာပါ။အဲ့တော့ခမရကဂေါတမဖြစ်နေတဲ့အခါမှာပိုတတိထားရမှာပေါ့။အဲ့ချက်ချင်းပဲရောဘတ်ဆန်ချန်ကဘောလုံးကိုချက်ထောက်နေကစားတာအယမ်းမကောင်းဘူးလို့ခမရပြောနေမိတယ်။ အဲကျွန်တော်ကတော့အဲ့လောက်မဆိုးဘူးလို့ထင်တယ်သူကဆိုးရွားတယ်ကိုတမလို့ကျွန်တော် တကယ်မထင်တာပါကျွန်တော်ဟိုနေ့ကတိုက်ရိုက်ထုတ်လွှင့်မှုမှာကာရီကာမေးတာခံခဲ့ရတယ်အဲချက်စီကအဆန်းချက်နဲ့ပရီးမီးယားလိဘလာရနိုင်လားတဲ့ကျွန်တော်လည်းရနိုင်ပါတယ်သူတို့ရနိုင်တာဘောလို့ပြောခဲ့တယ်အဲသူတို့တွေခန်းစစ်ကိုပိုကောင်းအောင်ကစားဖို့ပဲလိုတာပါသူတို့တွေခန်းစစ်ကစားတာအရန်အရန်ကိုညံ့နေပါတယ်အဲ့ဒါကပဲသူကိုဆိုးရွားတယ်ကိုတမပုံပေါအောင်လုပ်ခဲ့တာပါခင်ဗျားအနေနဲ့အချင်းချင်းချီးကျူးရမယ်အတင်းအဖွဲဖြစ်နေအလုံးလုံးပြီးဂိုးတမအတင်းရဲ့ကြောရွဖြစ်တဲ့ခန်းစစ်လေးဦးကအစုအဖွဲတစ်ခုအနေနဲ့အလုံးလုံးရမယ် တကယ်လို့တရားရောက်ကကောင်းကောင်းမလုပ်နိုင်ခဲ့ရင်ကျန်တဲ့သူတွေအလုံးဒုက္ခရောက်မှာပါဒါကပဲလီဖလားကိုအနိုင်ရမယ့်အသင်းနဲ့အနိုင်မရမယ့်အသင်းဆိုပြီးကွဲပြားခြားနားသွားစီတာပါခမည်းကလီဖလားကိုအနိုင်ရချင်တဲ့အခါမှာအဲ့လိုလုပ်ရမယ်တပွဲပြီးတပွဲအလုံးလုံးသွားပြီးတော့အချင်းချင်းယုံကြည်မှုရှိလာမယ်ခမည်းကချက်စီခွင့်ပြုခဲ့ရတဲ့ကိုမျိုးခွင့်ပြုခဲ့ရတဲ့အခါကျရင်အဲ့ဒါကချက်ချင်းပဲမလုံမကြုံဖြစ်မှုကိုဖန်တီးစေနိုင်ပါတယ်ခမည်းအဲ့ဒီမှာရှိနေခဲ့ရင်သိလိမ့်မယ်သူတို့ရဲ့အချင်းချင်းကူညီခဲ့ကြတယ်အရာအလုံးကသူ့ဘာသာအလိုလျောက်အလုပ်ဖြစ်နေမယ့်အရာကအလုပ်ဖြစ်နေတာမျိုးမဟုတ်ခဲ့ဘူးလို့ပြောကြခဲ့ပါတယ် အခုလိုမျိုးတရေုံတင်းတူတွေကိုအမြဲကြည့်ရှုနားဆင်နိုင်မှုအတွက်ကျွန်တော်တို့ရဲ့ Sport A2C YouTube Channel လေးကို Like and Subscribe လေးပြုလုပ်ပေးထားကြပါအောင်ခင်ဗျာဝင်ရောက်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ